ကျွန်တော်တို့ဒီခုံခုံကိုကပဲတွက်ပြမယ်ဒီကနန်းနှလုံးကိုနဲ့ဒီနှလုံးတုံညာနဲ့ဘာထဲလဲကိုထဲတယ်ဗျာနော်ကိုလူထဲကိုလူထဲကျွန်တော်တို့ဒီကနန်းနှလုံးတစ်နေဗျာဒီကနန်းနှလုံးရှင်နေဘာထဲလဲကိုလူထဲဘာထဲလဲကိုလူထဲ ဒီကနန်းနှလုံးတုံညာနေဗျဒီကနန်းနှလုံးကိုးနေပါထဲလေကိုးလူထေဗျနော်ပါထဲလေကိုးလူထေလာမင်းကြီးနေနောက်လူမပြီးကြရပွဲ6ခုံ3နေกว่าဒီတုံညာနေတယ်กว่าအရှစ်တုံးတက်တယ်กว่าဒီနှလုံးကိုးနေတက်တုံညာလေกว่าအဲကိုးဘရိတ်กว่าအလေးတိုင်းရှစ်နော်လွယ်လိုက်တာလွယ်လိုက်တာအဲ့လောက်လွယ်တာတော့မပေါကနာမပြီးနိုင်နော်အဲ့တော့ ဒီကနားနှလုံး၅နဲ့ဒီနှလုံး၄နဲ့ကိုးတွေပေါ့ဗျာနားဘာတဲ့ကိုးတွေပေါ့အဲကောင်ကုန်းဆိုဒီကောင်ခွာလေးဆိုဒီကနားရောက်တယ်ဟုတ်ပြီဗျာနော်အဲ့တော့ကျွန်တော်ရှင်းအောင်ပဲပြောပြမယ်ဗျာအဲ့ကိုးရိုက်မဲ့တယ်ဒီသုံးထည်ရိုက်မဲ့တယ်နော်ဟိုနားလေအောင်ပဲပြောသွားတယ်ဗျာဒီနံပါတ်ကိုးတယ်ဒီသုံးလုံးသူ့ညာနဲ့ ကိုးတယ်ပြန်တာဒီနံဘတ်ခေါ်နေဒီသုံးလုံးနည်းနည်းကိုးတယ်ဆိုပြီးအနမ်းထည်တယ်နော်ဒီနံဘတ်သုံးနေဒီသုံးလုံးချောင်းနေကိုးလို့ထည်တယ်ပြန်နော်ဒီနံဘတ်ခေါ်နေဒီသုံးလုံးနည်းနည်းကိုးလို့ထည်တယ်ပြန်နော်ချိုင်းတော့မထွက်လာသေးဘူးဒီနံဘတ်တပညာရှိရဆိုလိုက်ချအောင်ဒီနံပါတ်9နဲ့ ဒီကဒါသုံးလုံးတုံညာနေတဲ့ကောကိုလိုလိုက်သေးတယ်ဗျာဒီနံပါတ်ခွနဲ့ဒီကဒါသုံးလုံးနည်းနည်းကိုလိုလိုက်သေးတယ်နော်ဒီနံပါတ်3နဲ့ဒီသုံးလုံး6နဲ့ကိုလိုလိုက်သေးတယ်ဗျာနော်ဒီနံပါတ်ခွနဲ့ဒီကဒါသုံးလုံးနည်းနည်းဘာသေးလဲကိုလိုလိုက်သေးတယ်အဲ့ဒါဆိုရင်ဒီကနန်းလုံးကိုနဲ့ဒီနှလုံးတုံညာကိုလို့ထည့်တယ်ဗျဒီနှလုံးတင်တဲ့ဒီနှလုံးရှိကိုလို့ထည့်တယ် ဒီနှလုံးသုံးညာနဲ့ဒီနှလုံးကိုကိုလို့ထဲတယ်ဒီကဏ္ဍနှလုံးငါးနဲ့ဒီကဏ္ဍနှလုံးလေးနဲ့ကိုလို့ထဲတယ်ပေါ့ဗျာကဲအဲ့လိုထဲသွားပြီဆိုရင်ကျွန်တော်ဒီနံပါတ်ခွန်လေးကြက်နေမြန်ဒီနံပါတ်ခွန်ဆိုတော့ဒီသုံးညာသုံးညာခွန်ဒီသုံးညာသုံးညာခွန်ဆိုရင်ကဏ္ဍဒီနံပါတ်ခွန်ဆိုရင်ကဏ္ဍပြန်ထဲသွားတယ်ဗျာအဲ့ဒီနေရာမှာကျွန်တော်တို့ဒီအောက်မှာဆိုလို့ရှိရင်ပေါ့ဒီမှာနံပါတ်6 ဲ့ဒီနံပါတ်6ကြံ့နေကနဒီကိုလီ3ဆိုရကနနံပါတ်6ပါပဲလို့သူပြန်သေးတယ်ဗျအဲ့ဒီမှာနံပါတ်နဲ့အဲ့နံပါတ်နဲ့ဆိုဒီရှခွန်ခွန်ဆိုရကနပါသေးတယ်နံပါတ်နဲ့လို့ပြန်သေးတယ်ဆိုဒီကောင်ရှစ်ရှစ်3ဆိုရကန9ဖြစ်တယ်အဲ့ကိုဒီမှာနံပါတ်9ပါဆိုရကနကတော့တကူ3နေနဲ့ဒါစောပြလာဘောနော်ကနရဲ့အဓိပ္ပာယ်အဲ့ဒါက ခွာလေးနဲ့ကနန်းဒီလိုထွက်တဲ့ပြန်တော့တပေါက်တည်းချပြတာကနန်းဒိဗေခွာလေးထဲပြီးတော့ဒါဒီသုံးလုံးခုံစုံခုံထဲမှာဒါ6စု6ထဲမှာနှစ်စုနှစ်ဒါ9စု9ထဲတာနံပါတ်3ညာစု8 8 3ညာစု6ကြီးထဲမှာ8 8တက်စုခုံထဲပြင်မှာ8 8နှစ်စု8အဲဒါကနန်းနောက်ပိုင်းမှာချိန်ပြီးမယ်အဲဒါဒီထဲမှာအခုကျွန်တော်ကတော့1 9 3ဆိုရီကနန်းတော့ဒါမူချမ်းမှာရိုက်ထားတယ်ကနန်းရဲ့အစင်ကိုတက်ပြီးတော့ပြော့ပြလိုက်အမှန်မူဝိုင်းလို့ ဒါမဲ့ဒီကနန်းတွေကကျွန်တော်မူကြီးဆွဲတဲ့အချိန်ဒီမှာဘယ်နံပါတ်တိုက်မလဲလို့အထောက်ကူပြုအောင်လို့ဒါဆွဲထားတဲ့မူမျိုးဖြစ်တယ်နော်အဲပြီးကြမှာကျွန်တော်ကနန်းမူရိုက်ရိုက်ပြီးလို့ရှင်အနီးကမ်းပါလေဘယ်နံပါတ်ရှိတယ်အဝေးကဆွဲလာတဲ့နံပါတ်ဘယ်နံပါတ်တွက်တိုက်တယ်မတိုက်ဘူးဆိုတော့တီးအောင်လို့ဆိုပြီးတော့ဒါဒီလိုထုတ်ထားခြင်းဖြစ်တယ်ဒါအနီးကမ်းမူမှာဘယ်တကွက်ဆုံးမလဲကျွန်တော် highway နေဆွဲလာလို့ရှိရင်ဘယ်အကွက်နဲ့များကနန်းတွက်တိုက်မလဲဆိုတာဟို အဲအခုလိုမျိုးဆက်ကွက်ပေါ့တုတ်တာဒါကတော့အားလုံးတို့ကူတကွက်ကောင်းနေနေပဲဒါကိုကွာပြောလိုက်ရချင်းဖြစ်တယ်နော်အဲ့တော့ဒါတကွက်ကောင်းနေနေတကူသုံးဆိုတဲ့ကောင်းစင်လေးတတ်ထားတာပဲဖြစ်တယ်နော်โอเคအဲ့ဒါအနိကကဲဒီတစ်ခါပြီးတော့ဒီနှစ်တုံညာကိုဘယ်လိုရရမလဲဘောတော့ ရိုက်နီးတွေကဗျာတော်တော်လေးပေါ့လေကနန်းတခုတော်တော်ချင်းချင်းမိထဲကြီးမယ်လေနော်တချို့လည်းလောလောကူကူပဲကြိုက်တယ်ဗျာကျွန်တော်လည်းလောလောကူကူပြချင်းတယ်ဒါပေမဲ့ကန်းလို့ကန်လေးရှိသေးတယ်ဗျာစောစောပြောတယ်ဒီတစ်ဗျာဒီနံပါတ်1ကိုကျွန်တော်ကဒီ၈၃ညာ3လို့သူကတစ်လို့ဆော့ခဲ့တယ်နော်အဲ့တော့ဒီနံပါတ်9 ဒီနဘကူကငါလီတုံယောက်ကိုလို့သူဆော်ခဲ့တယ်ဒါနဘခောနဘခောဆိုတာဒီ683ဆိုရယ်ကနောက်ခွန်လို့သူဆော်ခဲ့တယ်အမနဘခောနဘခောဆိုတာကိုတုံယောက်ရှုပ်ခွန်လို့သူဆော်ခဲ့တယ်ကဲဟုတ်ပြီအဲ့လိုဆော်ပြီးတဲ့အခါမှာဒီနဘ6ကဒီနဘ7နဲ့8နဲ့3ညာ အဲ့ဒီနေရှင်းတုံညာနံပါတ်၄နဲ့နံပါတ်၆တုံညာလို့သူဆိုခဲ့ဒီနံပါတ်တုံညာနဲ့နံပါတ်ခေါ်ခေါ်အဲ့ဒီခေါ်ဒီခေါ်တုံညာလဲခွန်ပါပဲလို့တုံညာဆိုခဲ့တယ်နံပါတ်ခွန်နဲ့နံပါတ်၈နဲ့ငါအဲ့ငါ့ကိုနံပါတ်၉နဲ့နံပါတ်၆ငါလို့သူဆိုခဲ့တယ်ဒီနံပါတ်၈နဲ့နံပါတ်၄နဲ့တုံညာအဲ့ဒီတုံညာနေရှင်းတုံညာလို့ဒီရှင်းကနန်းနှလုံးဆိုခဲ့တယ် အဲ့ဒီမှာကျွန်တော်တို့ထိတ်စင်းနံပါတ်၈ဒီကနန်းနှလုံး၄နဲ့ဒီ၃လုံး၉နဲ့၃လို့စော်ခဲ့တယ်ဒီကနန်းနှလုံး၄နဲ့ဒီ၃လုံး၉နဲ့၃လို့စော်ခဲ့တယ်ဒီကနန်းနှလုံး၈အဲ့ဒီကနန်းနှလုံး၈နဲ့ဒီကနန်း၃လုံး၅နဲ့၃လို့စော်ခဲ့တယ်ရှင်၅ဆိုတော့ဒီကနန်းနှလုံး၁အဲ့ဒီကနန်းနှလုံး၁နဲ့ဒီ၃လုံး၄နဲ့၃လို့သူစော်ခဲ့တယ် ဒီကနန်လုံး D အဲ့လေးနဲ့ဒီ၃လုံး၉နဲ့၃လို့ဆော်ခဲ့တဲ့၃ရှစ်အဲ့ဒါဆော့ဆော့ကျွန်တော်ခါလို့ဒီကနန်နဲ့ပတ်သက်ပြီးပါဝါရိုက်ပြတာဒီ၄နဲ့၃လုံး၉နဲ့၃ဆိုရင်ကနန်ဒီ၃လုံး၅အဒီ၃လုံး၅နဲ့၃လုံး၃နဲ့၈ဒီ၉ကိုရိုက်ပြတာဒီကနန်လုံး၈အဲ့၈နဲ့ဒီ၃လုံး၅နဲ့၃လို့ကြာတာအဲ့အချိန်မှာဒီ၃လုံး၄နဲ့၃လုံး၄နဲ့၈ဆို၃ရှစ်အဲ့လိုရှာမရှင်းရိုးရိုးပဲရှင်းပြလိုက်တာ 哎，那第一个南都龙镇呢？地东路呢？呢东呢？哎，东路十几里没的呢？地东路东伢呢？东路现在十八路也没了。哎，那第二地个南都龙里呢？地东路过呢？东路铁塔嘞？个那？地东路呢？呢地东路桥呢？十六南半街处的个那？早早烧没了。啊，苦啊！哥哥，哎喽，早早烧边没没处了。地个那平南北个那平那个才烧边多嘞没？哎，他问他了，东西淘宝个？ ဒီကဒီတုံညာကိုကောက်ချရတယ်ဗျာအလေထိုင်ရဒီခုံကောက်ခွန်နေဗျာအဲ့တော့ဒီငါကိုကောက်ငါရတယ်ဗျာဒီတုံညာကိုကောက်တုံညာအလေရှိကြီးဆော်ပြီးတော့ဒီနံပါတ်၁ကိုကောကဒီနှလုံးရှိကိုဒီသုံးလုံးရှိကလည်းဖန်တီးရိုက်နေလို့လားကိုကနဲ့နဲ့မဦးမလေးဖြစ်သွားတာအမားဒီကောင်ဒီတကြီးချောင်းရိုက်သွားတာဒီရှစ်တုံညာ3ဆိုရီကနားရိုက်တာနော်ဒီနံပါတ်1ကိုဒီရှစ်တုံညာ3ဆိုရီကနားသူကရိုက်ချိတာဒီရှစ်တုံညာ3လမ်းရိုက်တာ အခုအဲ့နံပါတ်9ကိုလိုက်ရိုက်ပါအဲ့တဲဆိုရယ်ကနသူထွက်တဲ့အတိုင်းလိုက်ရိုက်တယ်မှာအမှထွက်တဲ့အတိုင်းလိုက်ရိုက်မယ်ဆိုလို့ရှိရင်ဒီ939ဆိုရယ်ကနတော့ရိုက်မှာနော်ဒီ939ဆိုရယ်ကနကိုတစ်ပါလို့လိုက်ရိုက်တော့မှဒီကောနော်ဒီနံပါတ်9ကို833ကိုလမ်းရိုက်ဒီ939တစ်လို့လိုက်ရိုက်မှာအဲ့တော့ဒီမှာနံပါတ်9ဆိုရယ်ကနဒီ943ညာဆိုရယ်ကနသူထည့်သွားပြီဒီ943ညာဆိုရယ်ကနသူကောက်ထည့်သွားပြီအဲ့943ညာထည့်သွားပြီ ီကနားနှလုံးခွန်ဒီနှလုံးခွန်ထဲသွားပြီစောစောပြောတယ်ဒီလေးနဲ့ဒီသုံးလုံးကိုးနဲ့သုံးရလဲသူထဲသလိုပဲဒီရှင်ကြီးနဲ့ဒီသုံးလုံးငားလဲဒီကောက်ကောက်သုံးသွားပြီဒါရကနန်းတန်းသွားပြီထားလိုက်တော့ကိုအလဲပဲကြံ့တော့တယ်အဲ့တော့ဒီနာပါကိုဒီငားလေးသုံးယောက်ကောက်ကိုးသွားတဲ့အခါမှာအောက်ကနံပါတ်ခွန်ရိုက်တော့ဗာနံပါတ်ခွန်အဲ့ခွန်ယူဒီကောင်ဘာလို့ချမလဲဒီတစ်တစ်ခွန်ကဒီဖြေရမဒီတစ်တစ်ခွန်ဆိုရယ်ကနောက်ဘာရိုက်မလဲနံပါတ်9ဆိုရယ်ကနောက်ရိုက်မလဲဒီကိုက940 ကိုဆိုရကနဒီတစ်တစ်ခေါ်နေရိုက်မယ်အဲ့တော့ဒီနံပါတ်ခေါ်အဲ့နံပါတ်ခေါ်ဆိုဒီ683ဆိုရကနရိုက်သွားပြီဒီ683ဆိုရကနရိုက်ထည့်သွားပြီအဲ့ကောင်အဲ့ခွန်ကြီးကိုရိုက်ထည့်ပြီအဲ့မှာဒီနှလုံးကားကောင်ငားသွားတယ်ဒီကနနှလုံးတင်တဲ့ဒီသုံးလုံးနေတဲ့ကောင်သုံးတယ်963တူပေါ်သွားတဲ့အခါမှာဒီနံပါတ်ခေါ်683ကိုပေါ်လို့ရှင်အောက်ကနံပါတ်ခေါ်လိုက်ရိုက်မယ်အောက်ကနံပါတ်ခွန်အခါတို့ဒီခွန်3ခွန်ဆိုရယ်ကနရိုက်မယ်ဒီခွန်3ခွန်ဆိုရယ်ကနလိုက်ရိုက်မယ်အဲ့ခွန်ဆိုရယ်ကနကို အဲအဲ့လိုပေါ်လာတဲ့နံပါတ်ခေါ်အဲ့နံပါတ်ခေါ်ဒီကောင်ကိုသူညာရှစ်စုတွေကနလမ်းရိုက်ပြီးကိုသူညာရှစ်စုတွေကနလမ်းခွန်သွားပြီးအဲ့ခေါ်ကအဲ့အချိန်မှာဒီနှစ်ရှစ်သုံးညာဒီကောင်ရိုက်ပြီးဒီကနနှလုံး၄နဲ့ဒီသုံးလုံး၉နဲ့သုံးလုံးရိုက်သွားပြီးဒါကြောင့်ဒီခွန်ကိုသူညာရှစ်ခွန်ရိုက်လို့ရှိရင်ဒီမှာတကူကြီးလွန်နေတယ်အမတကူဆိုတဲ့ဒီနှလုံးသုံးညာအဲ့သုံးညာဒီကောင်နောက်ခွန်တော့ရိုက်မယ်ဘာတော့ရိုက်မယ်နောက်ခွန်တော့ရိုက်မယ်အဲ့တော့သူ့အဖြစ်က နံပါတ်၁ထဲ၈သုံးညာ၃ဟုတစ်ထဲဒီကောင်၉သုံး၉ကိုလိုက်တင်မယ်ဒီနံပါတ်၉လာထဲ၅၄သုံးညာကိုလိုက်၉တယ်ဆိုရင်ဒီတစ်တစ်ခွန်ဆိုရယ်ကနလိုက်၉မယ်ဒီနံပါတ်ခွန်ထဲဒီ၆ရှင်၃ကိုခွန်လို့ထဲလို့ရှင်ဒီခွန်၃ခွန်လိုက်ခွန်မယ်ဒီခွန်၉သုံးညာ၈ကိုခွန်လို့ထဲတဲ့အတွက်မို့ဒီတစ်၉ခွန်လိုက်ခွန်မယ်ဆိုနောက်ခွန်ကြီးချမယ်ကဲဒီနေရာမှာကြည့် ဘဲအနေထဲလဲဆိုဒီပွဲပေါ့နော်ဒီကနန်းလုံးလေးနဲ့ဒီသုံးလုံးကိုသုံးလို့ထည့်ပြီးတော့ဗျာခဲတော့ဒီနှလုံးသုံးညာဒီသုံးညာထဲဒီရှစ်ချောက်အဲ့ရှစ်ချောက်ဆိုတာဒီကသုံးလုံးချောက်ဆိုလေကနန်းရိုက်တာဒီကနန်းလုံးကိုဒီခွန်လို့ထည့်တဲ့သုံးညာအဲ့ချိန်မှာဒီနှလုံးရှင်တဲ့ဒီသုံးလုံးငါးကိုသုံးလို့ဒီခွန်သုံးညာကိုထည့်တာဒီကနန်းသုံးလို့ခွန်လို့ထည့်တာဒီကနန်းသုံးလုံးခွန်လို့ထည့်ထားတယ် နော်အဲ့တော့ဒီကနန်းနှလုံးငါဒီငါဒီကနန်းနှလုံးတင်တဲ့ဒီသုံးလုံးနဲ့နဲ့သုံးလုံးထဲတဲ့အဲ့ငါ6ဆိုတဲ့တွဲကဒီကနန်းသုံးလုံး10ပါလို့ထည့်ထားတယ်အဲ့တော့ကျွန်တော်တို့အခုဒီနေရာမှာဒီကနန်းနှလုံးတုံညာဒီတုံညာဒီနှလုံး၄နဲ့သုံးလုံး၉နဲ့သုံးလုံးထဲတဲ့ဒီလုံးတက်ကဒီ၈၈3ဆိုတဲ့ကနန်းကို၉လို့ထည့်ထားတယ်အဲ့ဒါရှင်လုံးပေါက်တက် အဲ့ဒီရှင်လုံးပေါင်းတက်ကိုကိုကပြောပြလိုက်ခင်ဗျားတို့ဒီရှင်လုံးပေါင်းတက်နောက်ရှစ်ကြီးနဲ့နော်လို့တုံညာတက်ရှစ်လဲချာချာဗျာလို့တက်တုံညာရှစ်လဲချာခွန်လေးရှစ်ကတော့မဟုတ်ဘူးလို့ခွန်လေးရှစ်တော့ပေရသုံးလုံးလုံးလို့နော်ကိုဘရိတ်ကတော့မှန်ချင်ပါမယ်အဲ့ကနတော့မဟုတ်ဘူးဒီကောင်ကရှင်လုံးပေါက်တင်မှတ်တယ်လို့လေးခွန်ရှင်လည်းပြင်းပြင်းပဲတုံညာတင်ရှင်လည်းပြင်းပြင်းပဲတင်းတုံညာရှင်ကျွန်တော်အဲ့လောက်တော့ရေးပြလိုက်တယ်ခင်ဗျားတို့ ကိုဘရိတ်ကတော့မန်ချင်မန်နီမာလို့ကတော့ဟိုပေါင်းတဲ့ဟာကြီးကလို့အဲကိုဘရိတ်ကတော့မန်ချင်မန်မာရှင်လုံးပေါင်းတင်နောက်ရှင်ကြည့်နေအပြောခေတာပြောခေတာဒီကဲဒီ6ခု6ဆိုလေကနန်းကကဲအခုအလဲရောက်ပြီဘာအလဲရောက်လဲဆိုတော့အခုရိုက်မှာဒီဘွဲရိုက်မှာဒီဘွဲရိုက်မှာဆိုဒီအာ sorry ဒီကနန်းနှလုံး၄နဲ့ဒီနှလုံးနဲ့6လို့ရိုက်မှာ ဒီကနန်းနှလုံးခွန်နဲ့ဒီနှလုံးသူ့မြောက်ခွန်လို့ရိုက်မှာ ရှင်းပြပြီနော်ဒီကနန်းနှလုံးလေးနဲ့ဒီနှလုံးလေးနဲ့ရှစ်လို့ရိုက်မေဒီကနန်းနှလုံးသူ့မြောက်နဲ့ဒီနှလုံး9နဲ့9လို့ရိုက်မေဒီရှင်လုံး9နဲ့ရိုက်မေရှင်ပေါင်း9နဲ့နောက်ခွန်နဲ့ရိုက်မေအဲ့ဒီ6ခွန်8ခွန်လိုက်ရိုက်မှာပြောပြတယ်နော်ဒါအသုံးလုံး6လို့ဒါအသုံးလုံး9လို့ဒါအသုံးလုံး8ဒါအသုံးလုံး9ဒီကောင်ထုတ်ထားကနန်းကွတ်တီကြီးလို့အဲ့ဒါဒီ6နဲ့6တဲ့ ဒီခွန်နဲ့300ခွန်နဲ့ဒီလေးလေးရှိတဲ့ဒီလုံး300ဒီ900ဆိုတဲ့အသေးပဲဒီနံပါတ်နဲ့နဲ့နဲ့ရှင်းနဲ့300အဲ300ဆိုရှင်းနဲ့300ကိုရိုက်တာဒီနံပါတ်300နဲ့ခွန်နဲ့ခွန်လို့ဖြစ်တယ်အဲ300ခွန်ဒီကဏ္ဍနှလုံးခွန်ခွန်3ခွန်ဖြစ်တာဒီခွန်ကြီးဝေလိုက်ဒီခွန်နဲ့9နဲ့နှစ်ဆိုတဲ့ကဏ္ဍဖြစ်တယ်အဲ့နဲ့68 8ဆိုတဲ့ခွန်9နဲ့68 8ဖြစ်တာအခုကတော့နံပါတ်ရှင်းနဲ့300ဆိုရင်ကဏ္ဍ1အဲ့1ဆိုဒီမှာနံပါတ်နဲ့ဆိုရှင်းလုံး9နဲ့ကဏ္ဍဆော်ပါ ကဲရှိန်လုံးကိုယ်နဲ့ဆွာမယ်ဆိုလို့လေကနဘဲကောင်တိုက်မလဲဒါခေါ်နေဆောပြလို့နော်อืมကိုထေကိုထေကဘဏ္ဍခလောက်ရှိသေးတယ်ကောကိုထေဒီနားတစ်ချက်ပဲချာမရှိတော့နော်ကိုထေတလုံးထည့်ထည့်ထားလေဆိုတော့စင်နေပူတိုက်မလားဒီကောင်ကနအပူနေလေဘလို့မှရိုက်လို့မရအောင်အပူနေတော့ရိုက်မယ်ဆိုတော့လေ ခဏအရှင်မပြီးအပူကြိုက်တဲ့လူကလွယ်လွယ်လေးနော်ပြောပြမယ်ဒီမူမှာအပူထိုးရင်ဒီနစ်ကြီးရိုက်ဒီနစ်ပြိနဲ့တုံညာလဲဆိုရယ်ကနဒီနစ်ပဲအိုးတအားပြောလဲမကောင်းဘူးဒီနံပါတ်3ရိုက်ဒီမှာ6ပြိ6ပြိနဲ့ဒီနံပါတ်ခေါ်ဒီ3ပဲ6ရှစ်ကြီးရိုက်ပဲဒီမှာ10ပြိ10ပြိအလေတိုင်းရှင်းနေပေါ့ဒီကောင်6ထိအဲ့ဒါကနငပူဖြစ်လို့ကျွန်တော်မပြလေတပွားကျွန်တော်ဒီမှာနံပါတ်3ညာထည့်ပြမယ်နံပါတ်3ညာအဲ့ဒီ3ညာဘယ်ရိုက်မလဲဆိုတော့ ဘယ်ကရိုက်မလဲဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီ995ဆိုတဲ့တုံးရှိတယ်အဲ995ဆိုတဲ့တုံးရှိတယ်အဲ့တုံးဒီကောင်တုံးတုံညာတော့ရိုက်လို့ရဒီတုံးတုံညာဆိုတဲ့ကနေရိုက်လို့ရဒီမှာ406ဆိုတဲ့ကနေရှိတယ်အဲ့406ဆိုတဲ့ကနေခေါ်အဲ့ခေါ်ဒီတုံညာခေါ်ဖျက်ရည်ရဒီတုံညာခေါ်ဖျက်ရည်ရနော်အဲ့တော့ဒီမှာ9တုံညာနဲ့ဆိုရယ်ကနတက်လို့ရှိတယ်အဲ့ဒီတက်ဆိုဒီ3ရှစ်ဆိုရယ်ကနရိုက်လို့ရ3ရှစ်ဆိုရယ်ကန ဒီမှာ၈၉တဲဆိုတဲ့ကနေ၈လို့ကြာထားတဲ့ကနေ၈သုံးညာကိုတွတ်ကြည့်လို့ရတယ်နော်ဒီသုံးညာပြန်တော့သူညာလေးနဲ့သူရှိ ው တာပြန်နေတယ်ဒါဒီသုံးလုံးသုံးကိုဒီနှလုံးသုံးကရိုက်လို့ရတယ်ဒါဒီသုံးလုံးခုဒီနှလုံးခုကရိုက်လို့ရတယ်ဒါဒီသုံးလုံးတဲဆိုတဲ့ကနေဒီသုံးရှစ်ဆိုတဲ့ကနေရိုက်လို့ရတယ်ဒီကနေသုံးလုံးရှစ်ဆိုတာဒီကနေသုံးလုံးရှစ်နံပါတ်သုံးညာကြာရင်ဒါနေခင်းရတာကျွန်တော်လူတွေကျွန်တော်ရှင်းပြတာပေါ့နော်ဘာဖြစ်လဲ တုံညာတုံညာ6ရှင်းပြတယ်မလားဒီ၄၈9ကတက်တယ်ကွနော်ကျွန်တော်တို့ဒီမှာခွန်3လုံးကတက်တယ်ကွနော်9 9 9ကတက်တယ်ကွဒီမှာ2 3 6မှာတက်တယ်ကွဒါပေါ်ဒီမှာ6ကြီးသေးတယ်ဒီမှာတုံညာဆိုရင်ကနရှင်းပြတဲ့အခါမှာဒီ3 6တုံညာဆိုရင်ကနနောက်ကိုပြန်ထဲတာဘူးဒီတုံညာတုံညာခွန်ဆိုရင်ကနနောက်ခွန်ကြီးပြန်ထဲတာဒီက3 6ရှင်းဆိုရင်ကနခွန်နောက်ခွန်ပြန်ထဲလို့ 你们呢？都造出来个呢？造基地要来十十多年，造大庙啦！我说说，那路旁造个亭子呢？也漂亮呢！我说说，把那块亭子呢？也漂亮。你多年造庙，也是历史古地铁，高铁线来接往阿里呢？就哎，那就嘛，地壳都路嘛高铁的，哎，高铁线都安都高铁的，哎，那说路线地古阿康高铁的，高铁嘛啦，历史造出来个呢？ အဲ့ဒါဆိုရင်ဒီနေ့36ကိုကောက်တဲ့ကောက်တယ်မလား6305ဆိုလေခဏကောက်တယ်မလားအဲ့လိုသဘောတရားကြီးကောက်တဲ့ဆိုနေကိုကជីတလေအမှန်ဆိုလို့ရှင်သားတုံညာမှာကြိုက်တာလို့ငါးနေတော့မကြိုက်ဘူးလို့ဒီကောင်ဒီ9နေတုံညာကောက်တယ်မဲ့ခဏဒီဒီ3ခုကောက်တယ်မဲ့ဆိုရင်ဒီ968ကောက်တယ်မဲ့ဆိုရင်ဒီ3တုံညာတုံညာဆိုလေခဏကောက်တယ်မှာနံပါတ်တုံညာ3နေ9လမ်းထဲမှာလို့ဒီကောင်3 9ထဲမှာ4 9 6 9 9တုံညာ9ဒါမျိုးခဏတော့တယ် ပေရတဖက်ပြက်တဖက်ဟိုဟာဖြစ်သည်အဲ့တော့ဒီမှာနံပါတ်3ညာလို့ထည့်ပြီးလို့ရှင်ပေါ့နော်ဒီမှာနံပါတ်3ညာဆိုရင်ကျွန်တော်ဘာရိုက်မလဲဒီနှစ်ရှစ်3ညာကိုရှင်းနှစ်3ညာကိုသုံးလုံး3ညာရိုက်မယ်3ညာခွန်ဆိုရင်ကနေခွန်3ခွန်ရိုက်မယ်ခွန်5နှစ်ဆိုရင်ကနေ6 6ရိုက်မယ်နံပါတ်7နဲ့နံပါတ်31ဆိုရင်2 9 3ညာဆိုရင်ကနေအဲ့လိုလေးရိုက်မယ်နံပါတ်9ထိန်တဲ့ရှင်းလုံးပေါင်း9အဲ့ဒါ9 3ညာခွန်ဆိုရင်ကနေရိုက်မယ်နော်အဲ့ဒါ9 3ညာခွန်ဆိုရင်ကနေရိုက်မယ် ဲ့6ခွန်ရှိဘူးဗျာဒီမူအပြီးလိုက်ဖြူတော့ရရတယ်ဗျာနားလေလားမသိဘူးအဲ့ကို300ခွန်နော်ရှေလုံးကုန်းကို300ခွန်နဲ့ရိုက်မယ်ဆိုဒီ6ခွန်ရှိအပြီးလိုက်ဖြူမယ်ဆိုထိစီရကနားဒါမျိုးသွားတယ်ဗျာကိုကလည်းတိမ်ခါလို့ပြရတော့ပြလိုက်ပဲလေကျွန်တော်ပြောလေကျွန်တော်ထွေးတရား ကျွန်တော်မူလိုက်ကြည့်ပြီးရင်ယူပါနော်ကျွန်တော်တခါလေအဲ့မူလေးတွေကကျွန်တော်ဘာဖြစ်လဲညာဖြစ်လဲခြံထားတယ်တွေရှိတယ်ဒါကျွန်တော်ကနန်းချိတ်ဆက်လူရတဲ့ဟာလေးတော့ကျွန်တော်ချိတ်ပြသွားတာအမူကြည့်ပြီးတော့နေစီကွာဒီနံပါတ်ကွာဟိုချရဲကွာဟိုနံပါတ်ထိုးဟိုနံပါတ်ကားလို့ယူပါနော်အဲ့အဲ့ဒါကျွန်တော်ကြိုပြောပြရဲကိုဟာကိုတွေ့ဒါမဲ့ဒီအရှင်းပြရလွယ်ချင်တော့လွယ်မှာပေါ့ဗျာတို့တို့လွယ်ချင်တော့လွယ်မှာပေါ့ အမဒါငါးသလုံးထဲနဲ့ပြီးရေတိုင်6ခု8ဇလန်စာရနော်ကောင်ဘာလီရိုက်သေးတယ်ဆိုတဲ့ဇလန်ပြောပြမင်းကျွန်တော်လေးခါလို့လေကြည့်ဖို့နေဒါဒီကကိုကိုဇလန်ကိုခင်းဖို့တော့မလဲကောင်ပြောနေရတယ်ပြနော်ကျွန်တော်မူလူမျိုးပြနိုင်တော့ခါလို့ဂျွန်ပြန်သွားလိမ့်မယ်လေကြည့်ဖို့လည်းအချိန်မရှိဘူးစကားပြောဖို့လည်းအချိန်မရှိဘူး ဒီ36ထဲခဲတယ်ဗျာဒီ38ထဲခဲတယ်ဗျာကောဒီ38ထဲခဲတယ်ဗျာကောဒီ39ထဲခဲတယ်အဲ့ရှင်လုံးတက်ကြည့်ဗျာအဲ့ဒါကိုကိုကွာအခုပြောလိုက်တာကဒီကနားနှလုံး၄နဲ့ဒီနှလုံး၄နဲ့6လို့ရိုက်မယ်ဒီနှလုံး9နဲ့ဒီနှလုံး300ခွန်လို့ရိုက်မယ်ဒီကနားနှလုံး၄နဲ့ဒီနှလုံး၄ကို8လို့ရိုက်မယ် ဒီကနန်းနှလုံးတုံညာနဲ့ဒီနှလုံးကိုကိုလိုရိုက်နေဘယ်လိုနံပါတ်မျိုးကြားနေလဲဆိုတော့ကိုမရိုက်ချင်တဲ့နံပါတ်မျိုးကြားတော့လေဗျာတော်တော်တော့ခက်တယ်ဗျာအဲ့ဒီနံပါတ်နဲ့တည်းကိုရိုက်တော့မယ်ဆိုလို့ရှင်ဗျာဒီနှစ်ကြီးရိုက်မယ်ဒီ6089စီရိုက်မယ်ဆိုရင်အဲ့လိုပြေးပြီဗျာကနန်းဒါ36တယ်နံပါတ်ခွန်ရိုက်မယ်ဆိုရင်၃ည၃လေးကိုခေါ် နံပါတ်၈ကိုရိုက်မယ်ဆိုရင်369ဆိုရခဏရှဲတယ်နံပါတ်9ရရတော့မယ်ဆိုတော့ဗျာနှစ်ကြီးပြုတ်ကြပါလေဟောဗျာရှစ်နှစ်9ဆိုရခဏဗာပြည့်လေကိုကြီးတော့ပြုတ်ကြဒီမှာနှစ်ထိတ်ဆိုရခဏလာဖြစ်သေးလို့ဗျာချင်းချိန်ပြီးရိုက်ကြည့်နေတာဒါ6ကြီးပြီးတယ်ဗျာခါလို့အဲ့ဒီ6ကြီးပြီးတယ်တော့6ကြီးပြီးတယ်စာရွက်ကထလိုက်ဆိုချောချောကြာ ဒါဘာပြီးလေဆိုကတော့ခွန်ဆိုရကနပြီးပြီဗျာနဘခွန်ဆိုရကနပြီးပြီဒါဘာပြီးဆိုရှစ်ဆိုရကနပြီးပြီနော်ဒီကောင်ဘာပြီးလေဆိုတော့တုံလုံးကိုဆိုရကနပြီးပြီဗျာကတော့အဲ့နှစ်ထိပ်တွားချပြီဆိုရင်ဒီ6ခွန်ရှစ်ကိုမှုတဲ့အလေတိုင်းနဘခွန်ဆိုဒီကောင်ဒါ၄ပဲဖြစ်နေလို့ကနနှစ်ခွန်ကြလိုက်၃ရှစ်ကြလိုက်ဟာဒီနှစ်ခွန်ဘာ၄လုံးကနဒါ၄ပဲပြန်ထွက်နေဆိုတော့ကျွန်တော်အနေနဲ့ချင်းချင်းကြည့်တာအဲ့ဒါကို ကနန်း၃ချက်စီရိုက်တန်းဆိုပြီးပြောပြတယ်နော်၃ချက်စီရိုက်တန်းဆိုဒီတကြီးရိုက်တယ်တကြီးက၈၃ညာ၃ဆိုတယ်ကနန်းကောက်တက်တယ်အဲ့ဒီတက်က၉၃၉ဆိုတယ်ကနန်းလမ်းမတက်ဘူးက၃ချက်ရိုက်တယ်ကဲဒီနာပါ၉ကိုရိုက်တယ်၅၄၃ညာ၉လို့ရိုက်တယ်ဗျာအဲ့ဒီ၉ဒီတက်တက်ခွန်ဆိုတယ်ကနန်းကောက်၉တယ်တကွက်ကောက်နေလေမရွှေတန်းပြောပြတယ်ဒီနာပါခွန်ဒီ၆၈၃ဆိုတယ်ကနန်းခွန်ချတယ်အဲ့ခွန်ခွန်၃ခွန်ဆိုတယ်ကနန်းကောက်ချတယ် ကတော့ဒီနာဘခွန်ဆိုတဲ့ကနကိုးတုံချရှုပ်ကောက်ခွန်ပါတော့ဗျာဒီတကိုးခွင်ကောက်ခွန်နဲ့ကျွန်တော်လည်းကနကြည့်ပြီးတော့စိတ်တွေပြင်းတယ်။ဤတုံးရှင်းရှင်းနဲ့ကောက်ခွန်အဲ့လိုမျိုးလေးရှောက်ထွေးမလားဆိုတဲ့တတန်လေးတွေပြောပြတာ။နော်ဒါချောက်ခွန်ရှိကိုးဆိုတဲ့အဓိပ္ပာယ်ကိုကနတကွက်ထဲနဲ့အဲ့ကနကိုဖော်ရိုက်သွားမယ်ဆိုလို့ရှိနောက်ခွန်ကြီးရှိလုံးကူးနဲ့ဒါနိခွန်ခွန်ဆိုတဲ့တတန်ကိုပြောနေဒီညတော့ဖွင့်ပွဲမှာတလောက်ပဲရှင်းပြသွားနေပြန်နော်။